နှစ်မှပဲအကြံပေးစခွေးတက်နဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေမုတ်ဟုတ်မြေမှာတိုက်ပွဲတွေပြန်ပြီးတော့ဖြစ်ပွားနေပါတယ်ကျွန်တော်အခုသတင်းပြောနေတဲ့နိုဝင်ဘာ30ရက်နေ့ညနေ9:00နာရီမှာစတင်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်။ဘာကြောင့်တိုက်ပွဲဖြစ်တာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်မိသားစုဝင်တွေကိုပေါ်ပြပေးချင်တာပါ။ဒီစတဲမှာပဲအတင်းအားမှာစုပေါင်းခံထားရတဲ့ဒီတသားတအူးပေါ့ဗျာ ူရေးခဲ့တဲ့စာလေးတစ်ခုကိုလည်းကျွန်တော်မိသားစုဝင်တွေကိုဖော်ပြပေးချင်ပါတယ်။သူအသက်ရှင်တဲ့အချိန်မှာရေးခဲ့တဲ့စာဟာအခုသူတည်သွားတဲ့အတွက်တည်ရန်စာလို့တော့မှပြောလို့ရတဲ့စာလေးတစ်ခုပါ။ကျောင်းနိုင်ငံတွင်းထဲမှာတင်ရမဆူဆောင်စစ်သားစုဆောင်ခံရတဲ့လူငယ်တွေရဲ့တိုက်ပွဲတွေမှာဘလူမျိုးတွေသူတို့တွေဖိနှိပ်ခံရတာတွေနှိပ်စက်ခံရတာတွေ ဘလောက်တောင်များနေပြီလဲဆိုတဲ့အကြောင်းတွေကိုကျွမ်းမိသားစုဝင်တွေသိစေချင်တာပါနောက်ထပ်သတင်းလေးတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကတော့လူမှုရေးဆိုရှယ်စာမျက်နှာမှာ note လေးတစ်ခုပေးလိုက်ယုံနဲ့ထောင်ဒဏ်9နှစ်ချခံလိုက်ရတဲ့သူတွေအကြောင်းကိုဖော်ပြပေးချင်တာပါ note တော့ကျွန်တော်ရဲ့မိသားစုဝင်ဟာဟာလေးတွေပေးမဲ့သူတွေလည်းသိထားရမယ်ဒါမှမဟုတ်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ဒါ note ကကျွန်တော်တို့တော်လန်တော့ဒါတပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ်နဲ့တော်လန်တော့ကျွန်တော်တို့အစိုးရပဲဖြစ်ဖြစ်ပေါ့ဗျာ အများကြီး notify ပေးလို့ရတယ်ဘာပြဿနာမှမရှိဘူးကျွန်တော်တို့ကဒါပေမဲ့ဟိုဘက်ရှက်ကွက်ကကောင်တွေက notify လေးတစ်ခုပေးတာတောင်းမှထောင်းနှံခုနှစ်နဲ့ချလိုက်တယ် driver mighty support ကျော်ဝင်းထွန်းနဲ့ဟာတာတက်ဆိုအောင်နိုင်ဆိုတော့ဒီအကြောင်းတွေကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဖော်ပြပေးခြင်းနဲ့တရားသူကြီးကပုံလက်ခံကြားပြီးတော့မှအမိန့်ချရတဲ့ဖြစ်စဉ်ကိုကျွန်တော်ပြောချင်တာပါ ဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုဝင်တအူးချင်းတိုင်းကို လေးစားဖိတ်ခေါ်လိုက်ပါရစေ။ပထမဦးစွာကျွန်တော်မိသားစုဝင်တွေကိုအရင်ဆုံးဖော်ပြပေးချင်တာကအတင်းအာမစစ်သားစုဆောင်ခံထားရသူတအူးရဲ့သူရေးခဲ့တဲ့အစာဟာသူတိုက်ပွဲမှာတည်သွားတဲ့အတွက်ဒေရန်စာဖြစ်သွားတဲ့အကြောင်းကိုကျွန်တော်ဖော်ပြပေးချင်တယ်။ဒီပါရေးချလာလဲဆိုရင်ဒီနေ့ဒီအချိန်ကစပြီးလူစိတ်မရှိတော့လူတွေနဲ့ ဘုရားတပည့်တော်မစုံဘုရားစင်နဲ့ဘုရားတပည့်တော်ဝမ်းနေ၍ကြာသောမျက်ရည်များဒီလေဒီနေ့ဒီအချိန်ဒီနေရာမှာနောက်ဆုံးဖြစ်ပါစေဘုရားအရိစ္ဆာကိုရေးသားခဲ့တဲ့သူကအကျမ်းဖတ်ဖတ်စစ်ခွေးတက်ကနေပြီးတော့တရားနာမှာ73သောခံထားရသူတသားဖြိုးကိုဖြစ်ပါတယ်သူကတော့တိုက်ပွဲမှာတည်ဆုံးခဲ့ရပါဘယ်တိုက်ပွဲမှာလဲဆိုတော့ဒီကဲကျွန်တော်တင်ပြခဲ့ပြီးခင်း ဦးကဂျမ်ဖတ်စစ်ခွေတက်စကြောင်းတကြောင်းလုံးပြုတ်ပြုတ်ပြုံးသွားတဲ့တိုက်ပွဲအတွင်းမှာတည်ဆုံသွားတာပါဆိုတော့သူရေးခဲ့တဲ့စာကြံခဲ့တဲ့အတွက်အခုချိန်မှာတော့တည်ရန်စာလေးပုံစံဖြစ်နေတာပေါ့ဗျာဆိုတော့ကျွန်မဒါစုဝင်နေကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတဲ့လူငယ်တွေဘလောက်တောင်များအခုလိုအခြေအနေတွေနဲ့ရင်ဆိုင်နေရလဲဆိုတာကိုကျွန်တော်တို့ခံမှန်းဖို့တော့ခက်ပါတယ်အနာရှင်တွေဟာလူငယ်တွေကိုခုံလုံးလုံးနေကြတယ်ကျွန်တော်မိသားစုဝင် ိရှိပြီးဖြစ်ပါလိမ့်မယ်။ဟုတ်ပြီ။ကျွန်တော်အကြံဖက်စစ်ခွေးတက်ကကောင်းနေဟာဒီပါဆလို့ခေါ်တဲ့ပြည်သူစစ်ပြီးတော့တရားရမပေါ်တာဆွဲခံထားရတဲ့လူသစ်တွေကိုရှေတန်းမှစစ်မြေပြင်ရဲ့ရှေတန်းမှအများဆုံးအသုံးပြုတာဖြစ်တယ်။ဒါစီလီယန်ဂျူနီယာလာလို့ရင်တော့သူတို့သုံးသုံးနေတဲ့စကလုံးတွေထွက်ပို့တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေပြောချင်တာကတော့ လူသစ်တွေပါစတွေငပြူကောင်တွေဆိုပို့ဆိုးတာပေါ့ဗျရှေတန်းရဲ့အရှိဆုံးမှာအသေးခံခိုင်းပြီးတော့တိုက်ပွဲအတွင်းမှာအဲကျွန်တော်တို့ပြက်ခတ်ချိန်မုံချင်းကိုမိမျိုးစုံနဲ့ကြုံရသလိုမိုင်းဆွဲတိုက်ခိုက်မှုတွေပြီးတော့ဒီအသေးခံမှုတတ်တတ်တာနဲ့သူတို့ကိုတေရင်းလေးကိုတုံးပိတ်နေတာတိုက်ပွဲတိုင်းမှာကျွန်တော်ရဲ့မိသားစုံ ကျွန်တော်နောက်ပိုင်းတိုက်ပွဲအတွင်းမှာဒီလိုပုံစံမျိုးကိုလည်းကျွန်တော်တို့ကအမြဲတမ်းမြင်တွေ့နေရတာဖြစ်တယ်။ဒါတော့ဒါအသေးကန်တသားအဖြစ်အတုံးတော့ခံခဲ့ရတဲ့တပါဖြိုးကိုအကြောင်းလေးအနေငယ်ကျွန်တော်ရဲ့မိသားစုကိုတိဖို့တင်ပြခဲ့တာကျွန်တော်နဲ့မုံလှကြီးရွာမှာဒီရချာယာယီအထိုင်ချထားတဲ့ကျွန်တော်တို့သင်္ကန်းချုံဝုံဝါတော့ဆိုတဲ့ကောင်းနေအဲ့ဒီသူတို့ရဲ့တက် ပြီးတော့အကျန်းဖတ်စစ်ခွေးသားတွေပါလာတဲ့အကြောင်းကိုတော်တော်လိုင်းတက်ဖွဲ့ဝင်တွေကနိုဝင်ဘာ23ရက်နေ့မှာကြာဖြတ်တိုက်ခိုက်ခဲ့တယ်အဲ့ဒီတက်ပွဲအသေးစိတ်ကိုလည်းကျွန်တော်မိသားစုနေဖော်ပြခဲ့ပြီးဖြစ်ပါတယ်ကပ်လူကနေထွက်လာတာဖြစ်ပြီးတော့အကျန်းဖတ်စစ်ခွေးတက်နီးမြူက3 3နှစ်ခါမှရ13လုံးနဲ့တငန်းချုပ်ဝါတော်အပ်မှာစုစုပေါင်းအင်အား180အထိပါဝင်လာတာဖြစ်ပါတယ်အဲ့ဒီစကြောင်းကိုကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်တွေကကြာဖြတ်တိုက်ခိုက်ပြီးအထိနာပြီးတော့အများပြား တိုက်ပွဲအတွင်းမှာပဲတေဆုံးခဲ့သလိုအချို့ခွပြေးဝပြေးထပြေးသွားခဲ့ပြီဖြစ်ပါတယ်လက်နက်ခဲရဲ့အများပြသိသိရမိတဲ့အကြောင်းတွေကိုလည်းကျွန်တော်ဖော်ပြခဲ့ပြီးပြီဆိုတော့အဲ့ဒီမုံလာရွာထဲမှာထိုင်ချနေတဲ့အချိန်မှာမုံလာရွာဖုံးကြီးចောင်းဝင်းထဲမှာရှိသူတို့တွေထိုင်ချနေတဲ့အချိန်မှာဒါဖုံးကြီးចောင်းဝင်းထဲမှာရှိတဲ့ចောင်းចောင်းတင်ဘုံလေကျွန်တော်တို့ចောင်းတင်ဘုံမှာအဲ့ဒီတက်သားတဲ့ဖြိုးကိုကသူရေးခဲ့တဲ့စာဖြစ်ပါတယ် တော်ကျောင်းသင်ဘုံမှာကျွန်တော်တို့ပုံမှန်ပဲကျွန်တော်တို့ကခဲပြူတော်ဘုံတော့မြေပြူလေးနဲ့ရေးခဲ့တဲ့စာလေးဖြစ်ပါတယ်သူ့ရဲ့လက်ရေးမှုလေးနဲ့ပါဆိုတော့ဘုရားတပည့်တော်ကိုအချိန်ချင်းပင်ပန်းဆင်းရဲအောင်ပြုလုပ်သူများလဲဒီနေ့မှစပြီးအေးချမ်းပါစေဘုရားတပည့်တော်ဒီလဲဒီနေ့ကစပြီးတော့စိတ်ဆင်းရဲခြင်းကိုဆင်းရဲခြင်းကင်းဝေးရပါစေဘုရားတပည့်ကိုနာကျင်စေသူတွေလဲဘုရားတပည့်နာကျင်ရသလိုမခံစားရသလိုမနာကျင်ရပါစေနဲ့ မခံစားရပါစေနဲ့ဖခင်ဒီနေ့ဒီချိန်ကစပြီးတော့လူစိတ်မရှိတဲ့သူနေနဲ့ဖခင်တပည့်တော်မစုံပြရစေနဲ့ဖခင်တပည့်တော်ဝမ်းနည်း၍ကြာသောမျက်ရည်များတည်လေဒီနေ့ဒီအချိန်ဒီနေရာမှာနောက်ဆုံးဖြစ်ပါစေလို့ဖြိုးကိုကရေးသားခဲ့တာအဲ့ဒီစာကိုလူမျိုးပါ၁၉ရက်နေမှာရေးခဲ့တာဖြစ်ပါတယ်ပြီးတော့ဖြိုးကိုပါဝင်တဲ့ အဲ့ဒီစစ်ကြောင်းကအမှတ်နှစ်ရွှေဘူခိုင်အမှတ်သုံးတက်ရင်ကကျွန်တော်တို့ခင်ဦးမြို့နယ်ပါကဖာတိုက်နယ်တင်းနဲ့သုံးလေးငါပါကဖာနယ်ခင်ဦးမြို့နယ်ပါလာဖာပူပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ချေမုံခဲ့တယ်စကြောင်းတစ်ခုလုံးပြုတ်ပြုတ်ပြုံးသွားတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့အဲ့ဒီစာမှာဖြိုးကိုရေးထားခဲ့တာလေးကရှိပါသေးတယ် with jesus ဆိုတာပါလာတော့ဆုံးကုံတော်လဲကိုယ်တန်တရာကဝဲတဲ့ဟာ နေစွာနဲ့ခွဲခွာတန်တလွမ်းသမျှတပြည့်မြင့်တငုံငွေတပူပူတဆွေဆွေတမြိုင်မြိုင်ပိုးပလန်မီးကိုကြိုက်သလိုမိုက်မိုက်မဲမဲကြေခွဲသည်ဖြတ်မရတက်မရအမတ်တရတွေကတစ်ဆဲအဲ့ဒီတဝဲမှာဝစ်ပဲဆိုပြီးဝစ်ပဲဆိုပါစီကျင်းတ်နေမီရေးသူဖြိုးကို19ရက်17လ2025လို့ဘုံကြောင်ဝင်းထဲမှာသူတို့တက်ဆွဲတဲ့အချိန်မှာ ဘုံကျောင်းဝင်းထဲမှာရှိတယ်ဒါဒီကြောက်တင်ဘောနော်စဒီစကျွန်တော်မြေပြူနဲ့ကျွန်တော်တို့ပုတ်မှာရေးသားခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါဟာသူရေးသားပြီးတော့ကြံခဲ့တဲ့ဒီစာလေးကတည်တန်းစာအဖြစ်ကြံခဲ့တာလို့ကျွန်တော်မိသားစုသူတို့မျိုးလူငယ်တွေအတုံးတော်ခံ ီးတော့အသေးခံလူသားဒီဇိုင်းဖြစ်အသုံးချခံရလားကျွန်တော်တို့နိုင်ငံတွင်းမှာဘလောက်တောင်များရှိမလဲတို့ရမိဘအထွေဘလောက်တောင်နာကျင် ကြည်ကွဲခံစားရမလဲဆိုတာကျွန်မိသားစုနေကိုသိစေချင်တာအာနာယူအချမ်းဖတ်ပါစစ်အောက်မှာရှိနေသူတွေကတော့မိမျိုးစုံနဲ့အသုံးချခံရမှာဖြစ်ပါတယ်ဟုတ်ပြီဘလောက်တောင် ဆိုလဲဆိုရင်ကျွန်တော် Facebook လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာမှာနူတီလေးတစ်ခုပြလိုက်တာနဲ့ထောင်ဒဏ်9နှစ်အချခံလိုက်ရတဲ့အခြေအနေတိပါဆိုတာပါဒါကြောင့် Mighty ဇက်ပိုကျော်ဝင်းထွန်းနဲ့ဟာတတိယဆောင်09တို့အာနာတိန်ချန်ဖက်စစ်ခွတ်တဲ့ကထောင်ဒဏ်9နှစ်စီချမှတ်လိုက်ပါတယ်ဆိုတော့ဒီသူတို့ပြထန်းထားတယ်ဗောနော်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုနှောက်ယှက်ဟန်တာဖြက်စီး ခြင်းမှကာဝယ်ပေးရေးဥပဒေနဲ့အရေးယူခံလိုက်ရတဲ့ Driver Mighty ဟာတပ်သုဆောင်အွန်နိုင်ဇဘုသုဆောင်ကျော်ဝင်းတော်ဆိုတော့သူတို့ပြထားတဲ့ပါတီစုံဒီမိုကရေစီအထွတ်အထိပ်ရွေးကောက်ပွဲကြီးကိုနှောက်ယှက်ဟန်တာဖျက်ဆီးဖျက်ဆီးခြင်းပြီးတော့ရင်းအများကြီးပေါ့ဗျာခေါင်းစဉ်ကတော့အကြီးပေါ့ဒါပေမဲ့လို Facebook မှာဟာဟာလေးပဲပေးမိတာပေးဖို့မှာပေးမိတဲ့ status ထောင်နဲ့ခုနှစ်ချမှတ် ဆိုတော့သူတို့ထောင်တဲ့ခုနှစ်နှစ်ချမှတ်ခံလိုက်ရတဲ့အခြေအနေကြောင့်မိသားစုဝင်တွေပျက်ပြခြင်းနဲ့ဟိုသူတို့ချမှတ်လိုက်တယ်ဒါဘိုင်းတရားရုံးပါဗောနော်ပုံမှန်23ကကြီးနဲ့အမြင့်ဆုံးပြစ်ထန်ခုနှစ်နှစ်ချမှတ်လိုက်တာပါသူအမိတ်ချမှတ်ချိန်မှာတဲ့ခရိုင်တရားသူကြီးကအထက်ကနေဖုံးလာတာကိုစောင့်နေပြီးတော့မှစီရင်ချက်ချလိုက်တာဖြစ်တယ်လို့ကျွန်တော်တို့သိရှိထားရပါတယ် မြို့သူကြီးတရားသူကြီးငိုနေတဲ့အတွက်အမိန့်ချမှတ်ခံထားရသူတွေကပြန်လဲဖြောင်းပြကဖြောင်းပြခဲ့ရသေးတယ်လို့ပြောပါတယ်ဆိုတော့မိအမိန့်ချမှတ်လိုက်တဲ့တရားသူကြီးမှာသူအမိန့်ချပြီးတော့သူကငိုတယ်ငိုမှာပေါ့ဗျာဘာကြောင့်လဲမတရားတဲ့အမိန့်ကိုသူတို့ကြီးကြမ်းကြင်ရွတ်ဆိုထားပေမဲ့ သူတို့တွေအာနာယူရဲ့အာနာရှင်တွေရဲ့အတိုင်းသူတို့တွေမိတ်ချမလိုက်ရအဲ့လိုတရားသူကြီးတွေတေတာတော်ခွေးတော်ဖြစ်မှာမဟုတ်ဘူးကျွန်တော်ပြောတာဆိုသူတို့မိတ်ချလိုက်တဲ့သူတွေကတကယ်ရောပြစ်ဒဏ်ရှိလို့လားဘာမှမဟုတ်တဲ့ပြဿနာလေးတစ်ခု ဒါကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေပြီးတော့လူခွင့်ရေးဆိုတဲ့ဒါစကလုံးတွေအကြောင်းတော့မပြောသေးဘူးเนาะကျွန်တော်မိသားစုနေ Facebook လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာမှာ notice လေးပေးမိလိုက်တာဟာဟာလေးပေးလိုက်မိတာဒါနဲ့ပဲထောင်တန်ခုနှစ်နဲ့ချလိုက်တယ်ဆော့အထက်ကဖုန်းလာတာကိုစောင့်ပြီးတော့မှအမင်းချလိုက်ရတဲ့တရားသူကြီးမရဲ့အဆင့်အတန်းကိုလည်းကျွန်တော်မိသားစုနေကိုသိစေချင်တယ် လက်ရှိမှာလည်းဒါမတရားဖန်ဆီးအမိချက်ခံထားရတယ်ကျွန်တော်တို့ဒရိုက်တာမိုက်တီနဲ့တေးဥဆောင်နှစ်ဦးကျွန်တော်တို့တက်ဆန်ရနေမီရေစကန်ကနေအင်းစိန်ထောင်ကိုချက်ချင်းပို့လိုက်တယ်နောက်ထပ်တစ်ခုလည်းရှိပါသေးတယ်အဲ့တော့ဘာလဲဆိုတော့ဒီသူတို့အမိချက်တဲ့ဖြစ်စဉ်မှာဘာမှခုတ်ကံပိုင်ခွင့်ဘာမှခြေပါခွင့်ရှင်းနေငားရန်ခွင့်အချိန်တော်မှမရဘဲနဲ့ချက်ချင်းအမိချက်လိုက်တာဖြစ်တယ် သူတို့နီးလိုပါပဲခုချိန်ထိပေါ့နော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘာညာခွိခွနီးမျိုးစုံနဲ့ခေါင်းစဉ်တက်ပြီးတော့ဖမ်းထားတာက88ယောက်ကျော်နေပြီအဲ့ဒီမှာဒါနောက်ဆက်တွဲဖမ်းဆီးခံထားရတဲ့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့လက်လိုက်မမီတဲ့သတင်းမရတဲ့သူတွေလည်းအများအပြားရှိနိုင်သေးတယ်ဆိုတာကိုကျွန်တော်မိသားစုနေပြောချင်တာပါဘလောက်တောင်ချိန်နေစိုးနေလဲဆိုရင်မနေ့ကဆိုရင်ကျွန်တော်ဖော်ပြခဲ့ပါတယ်ရန်ဖြစ်ရင်းနဲ့ရန်ဖြစ်တဲ့သူအယက်သမားနေရပါတော့အယက်သမားမလို့ ယမကလူလူလူပဲသုံးပြရစီခါလေးမာလေကျွန်တော်တို့လည်းအဲစကလုံးချော့ချော့လေးတွေပြောတတ်ပါဆိုတော့ယမကလူလင်နှစ်ယောက်ရက်တော့ပြီးတော့စကားများကြတယ်အချင်းများကြဒါလေးကလည်းဖြစ်တတ်ပါတယ်ခါတင်ဘောနော်ဆိုတော့တို့အချင်းများရင်းနဲ့အမှတ်တမဲ့တို့စည်းလာတဲ့ဖနက်ဖနက်တစ်ဖက်ခါလွင့်ပြီးတော့ကျန်ဖို့ပါတီမဲဆွယ်စီယုံနဲ့ဆိုင်ဘုတ်ကိုသွားထီဆိုတော့အဲ့ဒီယမကလူလင်နှစ်ကောင်လုံးကိုခွေးဆွဲသွားတယ်စင်တာနော်ဒါမှကျွန်တော်တို့ပြည်သူလူထုကလည်းဘလောက် သူတို့ကိုလက်မခံလဲဆိုရင်ဂျပန်ပါတီမဲဆွဲတဲ့စိုင်းဘုတ်ကိုနက်တလင်းမှာရှိတဲ့ကြေးရတွေ့ရမှာတပိုင်းနဲ့ထဲကျွန်တော်ပြည်သူတွေကမီးရှို့ပြီးရောဖြတ်စည်းပလိုက်ပါဂျပန်စိုင်းဘုတ်ကအကုန်လုံးတစ်ချိန်တည်းမှာမီးရှို့ပလိုက်တာဆိုတော့ဘုတ်တိုင်းနက်တလင်းမျိုးနဲ့ဂျပန်ပါတီမဲဆွဲစီုံနဲ့စိုင်းဘုတ်တွေကိုတပိုင်းနဲ့မီးရှို့ပြီးတော့ဂျပန်စခွေးတက်ရဲ့လက်ရှိရေကောက်ပွဲကိုလုံးဝကိုလက်မခံကြောင်း ကျွန်တော်တို့ပြတ်တလိုက်တယ်လို့ကျွန်တော်တို့ကြတိထားတာဖြစ်တယ်ကြောနိုဗန်26ရက်နေ့ညနေပိုင်းမှာလင်းမြို့နောက်ပတ်ချမ်းထိပ်ပိတ်ရွာကွက်ကြီးရွာရွှေကြပင်ရွာအောင်မင်းသားရွာလှပချင်းရွာပတ်စုရွာနွေကွေရွာလဲရောရွာတောင်ရတောရွာရေမွေးရွာကြောက်ခမ်းရွာကလဒက်တွင်းရွာတောင်ရီကန်ရွာအောင်ချမ်းသာရွာချင်းကုန်းကန်ရွာပန်သာရွာ ကြာကံရွာစေချက်ကုန်းရွာဂွေးကြီးရွာနဲ့ဂွေးလေးရွာတို့မှာရှိတဲ့ဂျမ်းမဖတ်စစ်ခွေးတက်ရဲ့ပါတီမဲဆွဲထားတဲ့ဂျမ်းဖော့ဆိုင်းဖော့တွေကိုပြည်သူတွေကတပြိုင်နက်တည်းမီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါဆိုတော့ဒါတွေကကျွန်တော်တို့ဘောနော်ဒီလိုဖြစ်လာမယ်လို့ကျွန်တော်တို့ဒါကြိုတင်ပြီးတော့ဒီ ခံမန်းတယ်လို့ပြောချင်းဘူးနော်ဒီလိုဖြစ်လာမယ်ဒီလိုတွေကြုံလာဖို့ရှိမယ်လို့တော့ကျွန်တော်တို့ကမြင်ထားတာတွေတော့ရှိပါတယ်ဗျာဆိုတော့မီရှုံမှုလှုပ်ဆောင်လိုက်တဲ့တော့တော့ကျွန်တော်တို့ပြည်သူပေါ့ပြည်သူကတော့အခုအချိန်မှာဒါလွတ်မြောက်တဲ့နေရာကိုတပြည်တင်းချောင်သွားပါတယ်ဆိုတော့သူတို့ကသူတို့ကဒါဒီတချိန်ကျရင်ဒီသူတို့ပေါ့နော်ဒါယူကောက်ပွဲနဲ့ပတ်သက်ပြီးတော့မဲဆက်စီအောင်မယ်ဟုတ်ပြီကွာငါတို့တွေလှိမ့်ပေးပြီးတော့နေလိုက်အောင်မယ်ကွာခဏလေးဒီကောင်လေးစိုင်းဖို့ထောင်မှာပဲ ်အခုကျွန်တော်ရွတ်ပြသွားတဲ့ခြေကနင်းတာမဟုတ်ဘူးเนาะခြေဟာမြည်သားတယ်အဲ့ဒီခြေဟာလေအကုန်လုံးဟာရှိတယ်ဂျမ်ပစစ်ခွေးတက်ရွေးကောက်ပွဲเนาะတပါတီသေးပြိုင်မဲ့စစ်ပနက်ချုပ်ပြီးတော့ဂရီဘာစီးနေတဲ့ခွေးတွေရဲ့ဒီဂျမ်ဖော့မက်ဆစီယုံဝက်ပါတီဆိုင်ဘုတ်တွေအကုန်လုံးကိုတပြိုင်တည်းထမ်းပြီးရှို့လိုက်တာပါ ဒါလည်းတော်လန်ရေးပဲကျွန်တော်ညီသားဆိုရင်အချိန်ကြီးမှာလှုပ်ရှားသွားတာအချိန်မှာ AC ပဲရရက်ကွက်ထဲမှာ AC နေတယ်နေတိုင်းစားတော့တယ်ပါတိပတနဝ AC ပါဗျာစိုင်းဘုတ်ထောင်မဲ့အချိန်ကြမ်းဖို့ရွေးကောက်ပွဲဝင်ပြိုင်မဲ့အချိန်ကိုစောင့်ပြီးတော့မှတစ်ချိန်နဲ့ပိုင်တဲ့မီရှိုးလိုက်တာဖြစ်တယ်အဲ့မဲ့ကျွန်တော်တို့စိုးရင်တာပေါ့နော်ကြံရစ်တဲ့ဂျေးဝါသူဂျေးဝါသားတွေအတွက်ကျွန်တော်တို့တကယ်ကိုစိုးရင်မိတယ် အာကျွန်တော်တို့ပြည်သူကလည်းပဲဒါလေးနဲ့သားကြနေပြီးသားလို့အောင်ပါပြောလို့ရပါတယ်အဲဒီကျွန်မပါတီဆိုင်ပုဂ္ဂိုလ်မီးရှို့ခံလိုက်ရတဲ့ရွာတွေတဲကကျွန်တော်တို့နတ်လင်းမြို့အနောက်ဘက် ARI မြို့ကိုသွားတဲ့ရွာတွေပါနတ်လင်းမြို့အရှိတ်ဘက်ဘိုးဘက်ကနေပြီးဆင်းလာတဲ့ရွာတွေကတလိုင်းတက်ဖွဲ့ဝင်နေအာလက်ရှိတော့ရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးတော့ဗောနော်အဲမလို့ဖို့တားမြစ်ထားတဲ့အခြေအနေတွေလည်းရှိနေတယ် အခုမိရှုခံထားရတဲ့ဂျေးရွာတွေကစကွေထိန်ချုပ်တဲ့ဂျေးရွာတွေဖြစ်ပါတယ်စကွေထိန်ချုပ်တဲ့ဂျေးရွာမှာကွာချက်ဖို့ပါတီကိုမင်းတို့ကလည်းဂျေးရွာအများအများထဲမှာရှိတဲ့စိုင်းဖို့တွေအကုန်လုံးကိုတပြိုင်တည်းနဲ့မိရှုတယ်ဆိုတော့တိတ်တော့အဆင်မပြေဘူးနော်ဟုတ်ပြီဒါစကွေတွေကပေါ့နော်လက်ရှိအချိန်မှာတဲ့ဒါသူတို့စိတ်ထဲမှာဒါဖြစ်စည်းတယ်လို့ထင်တဲ့သူတွေမှန်သမျှကို ခေါင်းစဉ်မဲ့ဖန်စီနေတာတွေရှိနေတယ်လို့ကြားထားရတယ်။လာတော့ကျွန်တော်နိုဗာ29ရက်နေ့ည9:00နာရီမှာလဲနေသိမ်းမြို့နယ်ဓမငယ်ရွာမှာရှိတဲ့ကျမ်းဖက်စစ်ခွေးတက်ရဲ့တစ်ချိုချမ်းဒါအထွတ်ဒိုးစကန်လို့လည်းခေါ်တယ်ဗျ။အဲဒမငယ်ရေစကန်နဲ့တောင်ညိုကွက်တရေစကန်တွေမှာလေကျွန်တော်တက်ဖွဲ့ဝင်တွေကဒပိုင်းတဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကျန်းဖက်စစ်ခွေးတက်နဲ့မပြူကောင်တွေအားလုံး ခုပြောပြီးပြေးသွားကြရတာတွေလည်းရှိတယ်အဲ့ဒီမှာ yes scan အပါဝင်စကွေးအထိုင်းချလာတဲ့နေရာကိုကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကမရှုခဲ့ပါသေးတယ်ဆိုတော့ကောင်းကောင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်လိုက်မီးရှို့ဖျက်ဆီးလိုက်ပြည်သူကလည်းပဲလက်ရှိသူရဲ့ဆန္ဒမပါဘဲနဲ့အတင်းကြီးတနက်ထောက်ပြီးတော့ရွေးကောက်ပွဲလုပ်နေတဲ့အချိန်နေမှာဂျပန်ပါတီစိုင်းဘုတ်ထောင်ပြီးတဲ့အချိန်ထိစောင့်ပြီးတော့မှရွေးချက်ရှိရှိအချိန်ကြီး ကျေးရအမြောက်များအတွင်းထဲမှာရှိတဲ့စိုင်းဘုတ်တွေကိုမီးရှို့လိုက်တာပဲလို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်ကျွန်တော်မိသားစုနေရတော့ဘလို့မြင်လဲဗျာဒီကောင်တွေတော့တော်တော်အသေးနာသွားပြီအာငါတို့ရွေးကောက်ဖွဲ့အောင်မမစသေးဘူးပြီးတော့ငါတို့မဲဆက်စီးဟုံးမှုတွေတော့မပါမလို့စိုင်းဘုတ်လေးပဲထောင်ရသည်စိုင်းဘုတ်လေးတစ်ခုလည်းကိုမီးရှို့ရတယ်ကျွန်တော်ပြောလို့ဘူးနော်ကျေးရအများကြီးမှရှိတဲ့စိုင်းဘုတ်တွေအကုန်လုံးတပြန်တည်းနဲ့မီးရှို့သွားတာဟုတ်ပြီမင်းကပေးပေးမပေးပေးသူတို့လုံးမဲ့ရွေးကောက်ပွဲ သူတို့ပဲအဲတယောက်တည်းတသိမ်းပေါ်တော့တပါလီလေးပြိုင်တာတော့မှသကောင်းလေးကရှုံးမဲ့အခြေအနေနဲ့အခုကြုံတွေ့နေရတာဖြစ်တယ်ဗျဟုတ်ပြီကျွန်တော်ဒီကနေ့မှအဓိကဖော်ပြပေးချင်တာကတော့ကျွန်တော်တို့ဒီသကောင်းလေးတပွဲဝင်တွေနဲ့ဂျာဖက်စစ်ခွေးတက်ဒီကနေ့နိုဝင်ဘာ20နဲ့အစောရီနိုဝင်ဘာ30ရက်နေ့ညနေ9နာရီမှာတိုက်ပွဲတွေဖြစ်နေတယ်ဘယ်မှာလဲမိုးကုတ်ပြည်မှာတိုက်ပွဲတွေဖြစ်နေတာပါကိုရှမ်းရီ အိုက်စင်းတေချရဲ့လားဟုတ်ကဲ့တေချပါတယ်ကျွန်တော်မိသားစုဘောမြေမှာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့အကြမ်းဖက်စစ်ခွေးတပ်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားနေတယ်ဒီကောင်တွေကလည်းပဲအင်အားအလုံးရင်းနဲ့ပြန်ပြီးတော့ခုခံနေပါလူစီကနာစီဘလူးစီရှိစီမဖောင်းနဲ့စီဖောက်လို့အသက်ပျောက်သွားတဲ့ကောင်တွေအများကြီးရှိ ကြောင့်ယူတာဆိုဒီနေ့တိုက်ပွဲဖြစ်တဲ့ဖြစ်စဉ်လေးကိုကျွန်တော်မိသားစုနဲ့ပြောပြချင်တယ်။ DNL လေဟာကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနောက်ဆုတ်ပေးထားတဲ့နေရာအထိကျွန်တော်တို့နောက်ဆုတ်ပေးတဲ့နောက်ကျွန်တော်မိသားစုရင်ကျွန်တော်နောက်ဆုတ်ပေးတယ်။ကျွန်တော်တို့နောက်ဆုတ်ပေးတဲ့နေရာအထိအတန်းဖက်စစ်ခွေးတက်ကိုခေါ်လာပြီးတော့အဲ့ဒီမှာထိုင်လာချခိုင်းလို့ကျွန်တော်တို့ဘက်ကပြန်ပြစ်တာဖြစ်ပါ မနေ့ကကြိုင်းဒီတနေ့ပတ်သက်ပြီးတော့ဘယ်သူတွေဘာတန်ထွက်မလဲဆိုတာကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့အားလုံးကိုပြင်ဆင်ထားတယ်ကျွန်တော်မိသားစုဆိုတော့ဒီနေ့ပတ်သက်တဲ့ရုပ်တံဗီဒီယိုတွေကျွန်တော်မိသားစုပြန်ပြန်ပြီးတော့အချို့ဆိုရင် Facebook လူမျိုးကွင်း Social Summit ရှိရှိမြဒါဒီ platform တွေအကုန်လုံးမှာတော့ပျံပြီးပေါ်ပြနေကြရှိတယ် သူ့ပြည်သူတွေစိတ်ထဲမှာတော်တော်အဆင်မပြေဖြစ်နေကြတာပါအခုနောက်ဆုံးဗီဒီယိုဖိုင်ကြီးက TNLA ကလုံကြီးရယူပြီးတော့မုတ်ခုနဲ့အတွင်းနဲ့အထိကျန်းဖက်စစ်ခွေးတက်ကိုအလုံးရင်းနဲ့ခေါ်ထက်လာတယ်ရုပ်သံမှာတန်ဗီဒီယိုဖိုင်ကြီးဆိုတော့မုတ်ခုမြေတွင်းမှာလည်းပဲဆက်ဆန့်ရှိရုံးမှာ TNLA ကဖွင့်ပြီးတော့အကျန်းဖက်စစ်ခွေးတက်နေကိုကူညီပေးနေရတာဖြစ်ပါတယ် ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေအားလုံးကိုတော့မိုးကုတ်မြို့ကနေပြီးတော့ထွက်ခွာခိုင်းပြီးတော့ကျွန်တော်တို့ကိုလည်းပဲသူတို့တတ်မှတ်တဲ့နေမြေကိုအောင်မှခြေမချဖို့သူတို့ကဖော်ပြခဲ့တာရှိပါဒါကလည်းတရုတ်ရဲ့ PR တွေပြီးတော့သူတို့တွေမလွန်ဆန်နိုင်တဲ့အကြောင်းအရင်းအကြီးကြီးတွေကြောင့်ကျွန်တော်တို့သိဒါပေမဲ့အခုဒီချိန်မှာကကျွန်တော်နောက်ဆုတ်ပေးထားပါရဲ့နဲ့ကျွန်တော်နောက်ဆုတ်ပေးထားတဲ့နေရာတိကျွန်တော်ဆင်ခွေးတက် င်ကလုံးရင်းကိုခေါ်လာပြီးတော့လာပြီးတော့အထိုင်ချပေးလိုက်တယ်ဆိုတော့ကျွန်တော်တို့ကကျုံးပါပဲစီပေါလိုဒီနန်နေပျောက်ခဲကြရပြီသစ္စာရှိပါစီမဖောက်ပါနဲ့ကျွန်တော်တို့အားလုံးဟာအတူတူဖြစ်ပါတယ်ဆိုတော့အခုလက်ရှိတိုက်ပွဲတွေပြန်လည်ပြီးတော့ဖြစ်ပွားနေတဲ့အချိန်မှာ အကျံဖက်စစ်ခွေးတက်က8နေရာကိုနေချောင်းရောလက်နဲ့ကြီးရောအင်းအားအလုံးရင်းနဲ့ထပ်မံပြီးတော့စစ်ကူပေးပို့နေတယ်လို့ကျွန်တော်ကြတိထားရတယ်။အဲ့ဒီနေရာကကျွန်တော်တို့တက်ခိုက်သိမ့်ပိုက်ပြီးသားနေရာပါ။တို့တွေပြန်လဲပြီးတော့နေရာချမယ်တို့တွေပြန်ပြီးအင်းအားတွေတိုးထည့်မယ်ဆိုရင်လည်းပဲအဲ့ဒီတို့ရဲ့နေရာမှာပါအခွန်တက်တက်ပါ။ကျွန်တော်အဲ့ဒီနေရာကိုဒီတဲ့င်းနဲ့ အတူရှင်တွဲပြီးတော့ဖော်ပြပေးနေတာကလက်ရှိကင်းပြည်နယ်အတွင်းထဲမှာရှိတယ်။ကျန်းဖက်စစ်ခွေတက်တွေပြန်လည်ပြီးတော့နေရာယူထားပါလေဆိုတဲ့နေရာတွေလာကြည့်လိုက်။ဘူတာဘောကအကုန်လုံးကိုကလောက်ကလောက်လက်ထဲကိုအပ်လိုက်တာ။စင်းလိုက်စင်းသားလိုက်စင်းသားလိုက်။တမန်ဌာနချုပ်ကြီးတွေတစ်ခုပြီးတစ်ခု၊ယူအာဂိုးတွေတစ်ခုပြီးတစ်ခုမသိဘူးဘူတာဘောကြုံပြီးတော့တည်တယ်လို့ပဲကျွန်တော်မိသားစု။ ကျွန်တော်မိသားစုနဲ့ဗူတာဘောနဲ့ရင်းနေတဲ့သူတွေပါတယ်ရှိတယ်ဆိုလဲတိုက်ရိုက်တာမေးကြည့်လိုက်ဟာဗူတာဘောရေဘိုးကြီးရေပေါ့နော်အုပ်ချမ်းလေးကပြောတယ်အဲ့သူရဲ့ဌာနချုပ်တွေကိုတိုက်ဘိုးကြီးတို့တက်ခိုက်သိမ့်ပိုက်ပြီးတဲ့အချိန်နောက်ပိုင်းတွေမှာကလားလက်ထဲတော်မှာအပ်လိုက်တာမနေ့သူတော်ပြန်တားဟိုကဟာမူလီတုံးတော်မချမ်းဘူးကလားရေအကုန်ချက်တောင်းလေပြ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 ကျွန်တော်ရွှေချင်ကတည်းကကြည့်ရတယ်ဗျအဲ့ဒါလက်နဲ့မောင်ကိုတဲလာတဲ့လေရင်ပေါ့နော် တို့အာဖရိကအဲကျွန်တော်တို့ဒါအာဖရိကနေမြေတစ်ခုမှာအာသူပြက်ကြတာတော့မဟုတ်ဘူးเนาะဒါအဆက်ချုပ်ရင်းပြီးတော့သူဆင်းလိုက်ရတယ်ဆိုတော့အဲ့ဒီမှာလေလေရင်ကလည်းကြီးပဲတဲထဲမှာလက်နဲ့ခဲရင်းနေရအများကြီးပဲပြီးအဲ့မှာလည်းတကယ်နမကြီးကားပါပဲဆိုတော့အဲ့ဒီထဲမှာရှိရပါတော့ဆက်ဇက်လိုက်မင်းသားပါတော့ဇက်ကောင်ဇက်ကောင်ကနေရောအချို့ပစ္စည်းလေးတွေယူပြီးတော့သူပြန်ထွက်သွားတယ်လေရင်ပဲကြံနေတာပါတော့အဲ့ဒီလေရင်ကိုကျွန်တော်တို့အဲ့ဒီဒေသခံတအူးအဆတွေ့တယ် ေဘာကန်တူကစပ်တွေ့ပြီးတော့သူတို့ရဲ့ဒီလက်လုပ်လေးနေတယ်ပဲသူတို့ရဲ့လက်လုပ်လေးနေမှာအဲ့လေးရင်ဒစီလုံးထွက်လာအတဖွဲလာဖြုတ်သွားတဖွဲလာဖြုတ်နောက်တဖွဲလာဖြုတ်နောက်တဖွဲလာဘောဖို့၂၄နာရီတော့မပြေဘူးအဲ့ဒီလေးရင်ဒစီလုံးကုန်သွားတယ်ဆိုတော့ကျွန်တော်ဒါဆိုနေကျွန်တော်ကအချို့အရာလေးတွေကိုအခုလို့ဒါဥပမာလေးတွေစောင်းပြီးတော့ဖော်ပြပေးနေတာပါဒါကြောင့်ဘုဒ္ဓဘောဓါမေ့ကြည့်လိုက်ပါဘုဒ္ဓဘောကြုံမြင်မြန်သိလားမသိဘူးအဲ့ဒီနေရာနေတော့ပြတ်ဆုတ်ရမယ်ဆိုတာမျိုးအကုန်လုံးကဟာလာဟင်းလေးဘာအခုမှမရှိတော့ တမင်ကြီးနေတော့မရှိတော့ဘူးအကုန်ဖက်သွားတမင်ဟိုတကယ်ကိုအကောင်ကောင်းတဲ့ဟာတွေပေါ့နော်တမင်တွေပါတယ်မရှိတော့ဘာမှအကုန်လုံးဖက်ဆိုတော့ဖက်တဲ့လူတွေကအယမ်းညံ့တယ်တကယ်ကို share လေးပြရတဲ့ PC ကနဲ့တော့မဟုတ်တော့တန်နေတန်နေဆိုအများကြီးပဲလေအကုန်လက်ညှိုးထိုးပြီးတော့ပေးလိုက်တယ်ရှင်အောင်ဟုတ်ပြီဒါကကျွန်တော် မောမဆက်ဆံရေးရုံမှာဖွင့်ပြီးတော့ DNL ရာကျန်းဖက်စစ်ခွစ်တက်နဲ့အနီးကဆက်ဆံပြီးတော့ရုံပိုင်းဆိုင်ရာကိစ္စအထွေပါဒါလုဆောင်ပေးနေတဲ့အချိန်ကျွန်တော်တို့ဒီအဲ့ဒီသူတို့တတ်မှတ်ထားတဲ့နေရာရဲ့ပြင်ပမှာရှိနေတာတောင်မှကျွန်တော်တို့ရဲ့အနီးဆုံးနေရာအထိလာရောက်ပြီးတော့စစ်ခွေးတက်ကိုပို့တယ်ဆိုတာကအဲ့ဒီလာပို့တဲ့ DNL အရာရှိကကျွန်တော်တို့စီကိုဒါတတ်တက်ကို အရောက်ပို့ပေးတယ်တင်ပါတယ်ဗျာဒါလည်းကြိုရင်ကြံစီမှုတွေပဲเนาะကျွန်တော်ရင်ပြသားစုနေဟုတ်ပြီနောက်လာမယ့်ရက်တွေမှာကျွန်တော်တို့လက်ရှိမိုးကုတ်နဲ့ပတ်သက်ပြီးတော့ပြီးတော့ဒီနေ့9နာရီမှာစတင်ပြီးတော့တိုက်ပွဲဖြစ်လာတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သတင်းတွေအများကြီးကြားရအောင်ဖြစ်ပါကျွန်တော်မိသားစုဝင်လေကျွန်တော်စောင့်ကြည့်ကြမယ်ကျွန်တော်တို့အတူတူရှေ့ဆက်ကြမယ်ဒီနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့ကြောင်းရင်ကျွန်တော်မိသားစုဝင်အားနဲ့တက်မလို့မျောလေမှာလဲနောက်လာတဲ့ဗီဒီယိုကိုတက်ပို့ကောင်းကျွန်တော်ကြိုးစားပေးနေပါမယ်